လောကမှာနေတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဟာကြည့်စိတ်ဓာတ်ကြန့်ခိုင်ဖို့ကြိုးစားရမယ်။အဲ့ဒီစိတ်ဓာတ်ကြန့်ခိုင်တယ်ဆိုတာသူ့ဘာသူကြန့်ခိုင်လာမှာမဟုတ်ဘူးကိုယ်တိုင်ကြိုးစားဖို့လိုအပ်တယ်။ဘာဖြစ်လို့လို့ဆိုရင်ခန္ဓာကိုယ်ကြီးကြန့်ခိုင်အောင်ဘာတွေလုပ်ကြလူတွေ physical exercise တွေလုပ်ကြတယ်အားကစားသမားတွေဆိုမမောနိုင်မပတ်နိုင်အားကစားလေ့ကျင့်မှုတွေပြုသူတို့လောကလူသားတွေမေ့နေတာလှုပ်ဖို့မေ့နေတာဘာလို့ဆိုရင် mental exercise ပဲ။ စိတ်ကိုကြံ့ခိုင်အောင်調査မှုကြတော့အားပြော့နေကြတယ်အဲ့ဒါလို့အားပြော့နေကြသည့်အတွက်ကြောင့်တလောကလုံးတကဘာလုံးမှာရှိကြတဲ့လူသားတွေဟာလောကဓာတ်နဲ့ကြုံလိုက်လို့ရှိရင်ရိမ့်ရိုင်ထွက်သွားတယ်စိတ်ထားကြံ့ခိုင်မှုအတွက်ကလည်းပဲ physical exercise လုပ်တယ်လို့ mental exercise လုပ်ဖို့လိုအပ်တယ်ပေါ့အဲ့ဒါတရားကျင့်တယ်ဆိုရင်အဲ့ဒါပြောတာနော်တရားကျင့်တယ်ဆိုတာအဲ့ဒါပြော physical exercise လုပ်တယ်ဆိုလို့ရှိရင်လူတွေကလမ်းထွက်ရှောင်းရတယ်၊ကျန်းမာရေးလေ့ကျင့်ရတယ်၊အပြေးလေ့ကျင့်တယ်၊ခန္ဓာကိုယ်ကြံ့ခိုင်အောင်လုပ်တယ်။ဒါဖြင့်စိတ်ဓာတ်ကြံ့ခိုင်အောင်ဘာလို့ကတရားထိုင်တယ်လို့စိတ်ဓာတ်လေ့ကျင့်ခံယူတယ်၊စိတ်တည်ငြိမ်အောင်ကြိုးစားတယ်၊ကိုယ်အိမ်မှာကိုယ်နေရင်းကနေပြီးတော့မှန်ကန်တဲ့အတွေးကလေးတွေတွေးတယ်။ဆိုပါစို့လောဘစိတ်တွေများနေတယ်၊တွေ့တာစိတ်တွေများနေတယ် တဦးနဲ့တဦးခင်မင်ပြီးတော့တိတ်တွက်တာမှုတွေများနေလို့ရှင်တွေးလေအေးလူဆိုတာတနေ့ကြတော့ခွဲရအောင်ပါပဲဟောမခွဲခင်တို့ဘာတွေလုပ်မလဲဒီကျောအဲ့ဒါမျိုးကိုစဉ်းစားရမှာမစဉ်းစားချင်ဘူးပေါ့စိတ်ဓာတ်ကြံ့ခိုင်အောင်အဲ့ဒါလေးရလေ့ကျင့်ပေးရဆိုပါစို့နုပြိုးနေတဲ့အရွယ်ရှိတဲ့ပုဂ္ဂိုလ်တွေကစဉ်းစားရမှာပါဇရာဓမ္မောမိဇရံအနတိတော ငါမှအိုခြင်းသဘောရှိတယ်။အိုတဲ့သဘာဝငါမှရှိနေတယ်။အိုခြင်းတရားကိုငါမလွန်မြောက်နိုင်သေးဘူးလို့ဒီဟာစိတ်ကြကြန့်ခိုင်အောင်လေ့ကျင့်မှုတစ်ခုပဲ။တကြောအဲ့ဒါတွေတွေးရင်စိတ်ပြည့်စရာကြီးလို့ထင်တယ်မဟုတ်ဘူး။စိတ်ပြည့်စရာတွေးတာမဟုတ်ဘူး။သဘာဝအမှန်ကိုသိအောင်ကြိုးစားစိတ်ဓာတ်ဆိုတာသဘာဝအမှန်ကိုသိမှဒီထက်ရင်းကျက်လာတယ် ပြာတိဓမ္မောမိပြာရိဏတိတော်အေးငါခန္ဓာကိုယ်ကြီးဟာနာရတ်တဲ့သဘောရှိတယ်နာခြင်းတရားကိုငါမလွန်မြောက်နိုင်နေဘူးတွေးပါဆင်ញင်စဉ်းစားပေးပါလေ့ကျင့်ပေးပါစိတ်ကိုဒါနဲ့လေ့ကျင့်ပေးအာယုန်နဲ့စိတ်ကိုလေ့ကျင့်ကောင်းတဲ့အာယုန်နဲ့စိတ်ကိုလေ့ကျင့်တာခေါ်တယ်မရဏဓမ္မောမိမရဏဏတိတော်လူတိုင်းလူတိုင်းဟာသိခြင်းသဘောရှိတယ်ငါလည်းပဲသိခြင်းသဘောရှိတယ်သိခြင်းတရားကိုငါမလွန်မြောက်နိုင်ဘူးလေ့ကျင့်ပေးပါ လေ့ကျင့်ပေးသည့်အတွက်ကြောင့်ဟောတန်ရောစင်ဒီယောဘာလာအတွေ့အတာတွေယောဘာလာလူတွေကထင်တယ်အတွေ့အတာယောဘာသွားလို့ရှင်တူးနဲ့တူကွဲသွားလိုက်မယ်လို့ထင်တယ်မဟုတ်ဘူးတန်ရောစင်နဲ့တွေ့တာဟာမေတ္တာနဲ့တွေ့တာနဲ့မတူတူးနဲ့တူမေတ္တာနဲ့ကုညီဆောင်းလျှောက်တာကမှပိုးခိုင်တာတန်ရောစင်ကမခိုင်ဘူး တန်ရောစင်ဆိုတာကိုယ်အလိုချာလေးဖြစ်နေတုံးနဲ့တန်ရောစင်ကိုယ်စိတ်တိုင်းမကြတော့ဘူးဆိုတာနဲ့တပြိုင်နက်တန်ရောစင်မရှိတော့တဏရဲ့သဘောကခုကောင်းစားဖို့ပဲကြည့်တယ်ဆိုပါစို့သားသမီးတွေကိုမိဘတွေကချစ်တယ်ချစ်တယ်နဲ့ပြောကြတယ်သားသမီးချစ်တာလားကိုယ့်ကိုယ်ကိုချစ်တာလားတေချာဆန်းစစ်ကြည့် ဒါဖြင့်အဲ့ဒီသာသမီကိုဘာကြောင့်ချစ်နေတာတုံးလို့မေးလိုက်လို့ရှိရင်ဒီသာသမီလေးကိုကြည့်ပြီးတော့ကိုယ်စိတ်ထဲမှာစိတ်ချမ်းသာနေတယ်။အာကိုနေတယ်ယုံကြည်နေတယ်။ငါသက်ကြီးရင်ငါသားလေးကငါဆောင်ရှောက်မှာပဲငါသမီးကငါဆောင်ရှောက်မှာပဲနဲ့ဟောအာကိုမှုတွေတွေ့တာမှုတွေအဲ့ဒီလိုမျောလင်းချက်ကလေးတွေနဲ့ထင်အဲ့ဒီသာသမီကကိုယ်ကိုဒုက္ခပေးလာပြီဆိုရင်မိဘတွေမလုပ်ကြတော့ အင်္ဂါနေနှင်ချပြီးအမွေပြတ်ကြော်ညာရတယ်မဟုတ်လားအဲ့ဒါဖြင့်အဲ့ဒီသားသမီးကိုချစ်တယ်ဆိုတာဘာကိုချစ်တာတော့လို့မေးလို့ရှိရင်ကိုယ့်ရဲ့ပျော်ရွှင်မှုကိုဖျက်ဆီးလာပြီးကိုယ့်ရဲ့ဘဝကိုထိခိုက်လာပြီးဆိုလို့ရှိရင်အဲ့သားသမီးချစ်တော့အဲ့ဒါကိုကြည့်မယ်ဆိုရင်မိဘတွေကတကယ်ချစ်တယ်ဘာကိုချစ်တာတော့ကိုယ့်ဘဝကိုချစ်တာပဲကိုယ့်ဘဝကိုထိပါလာပြီးနှောင့်ယှက်လာပြီးဆိုရင်လက်မခံတော့ဘူးလေ ချစ်လာပါတယ်ဆိုတော့ဇနီးမောင်နှံတွေ divorce လုပ်ကြတယ်၊ကွာရှင်းကြတယ်။ဘာဖြစ်လို့ပြောကြတဲ့အခါမှာစိတ်သဘောထားချင်းမတိုက်ဆိုင်လို့သူစီကကိုပျော်ရွှင်မှုမရဘူး၊ကိုစီကသူပျော်ရွှင်မှုမရဘူး၊ကိုရဲ့ပျော်ရွှင်မှုတွေဆုံးရှုံးကြတယ်။အဲ့ဒီဆုံးရှုံးတာကိုမကြိုက်တာပဲမှားတယ်။တကယ်အနိတာရကိုလိုက်ရှာကြည့်လို့ရှိရင်မြတ်စွာဘုရားကဒါကြောင့်မို့ဟောတာအတ္တတမံပေမံနတ္ထိ ကိုကိုကိုချစ်တာလောက်တခြားကိုကိုကိုအချစ်နဲ့တူတဲ့အချစ်ဆိုတာမရှိဘူးလို့ဒီလိုပြောတာဒါတကယ်ကိုအစစ်အမှန်ကိုဟောအေးဒါကြောင့်မို့လို့မေတ္တာဆိုတာကတော့အဲ့ဒါမျိုးမဟုတ်ဘူးတဏှာကရယူလို့တယ်ခံစားလို့တယ်ဒါတဏှာချစ်မေတ္တာချစ်ဆိုတာကအဲ့ဒါမျိုးမဟုတ်ဘူးသူများအတွက်ပေးဆက်ချက်မေတ္တာချစ်ကသူများအတွက်ပေးဆက်တယ်တဏှာကကို့အတွက် မေတ္တာကသူ့အတွက်သူ့အတွက်လှုပ်တာကပို့ပြီးတော့ခိုင်မြဲတယ်တဲ့ဘာဖြစ်လို့လို့ဆိုစဉ်းစားရတဲ့သူ့အတွက်စဉ်းစားတာကိုယ့်အတွက်မစဉ်းစားဘူးဟိုတစ်ဖက်ကလည်းမေတ္တာနဲ့ဆိုရင်သူ့အတွက်စဉ်းစားတယ်ကိုယ့်အတွက်မစဉ်းစားဘူးအဲ့ဒီတော့သူ့အတွက်စဉ်းပြေးနေလို့ရှိရင်ဟောမကွဲမကွာဖြစ်တာပေါ့ဟိုလူကလည်းငါအတွက်စဉ်းစားတယ်ဟိုလူကလည်းငါအတွက်စဉ်းစားတယ်နှစ်ဦးကိုယ့်အတွက်ကြည့်ပဲစဉ်းစားတယ် လိုဘဖြစ်နေတဲ့အချိန်မှာတော့ကိုယ်အတွက်ဖြစ်နေရင်ခြေနဲ့တဲ့ကိုယ်အတွက်မဖြစ်ထန်တဲ့တပြိုင်နဲ့ခွဲကြရအောင်အဲ့တော့မေတ္တာချက်နဲ့တဏှာချက်တခြားနည်းနဲ့ပြောမယ်ဆိုလို့ရှိရင်မေတ္တာချက်ကအေးမြပြီးတော့တဏှာချက်ကပူလောင်နေတဏှာရဲ့နောက်ွယ်မှာဘာရိလာတော့ဆိုတော့ကဆိုတာရောက်လာဆိုရင်ဓာရီပူဆွေးဓာရီဓာရီဖြစ်လာတယ် မေတ္တာရဲ့နောက်ကမှဒါတွေလုံးဝမရှိဘူးအေးချမ်းနဲ့တည်ငြိမ်နဲ့ဆိုတာဟာတွေဖြစ်တယ်။ဒါကြောင့်မို့မေတ္တာနှလုံးသားနဲ့ချစ်နိုင်အောင်ကြိုးစားအဲ့ဒါပို့ပြီးတော့ခိုင်မြဲတယ်စိတ်ဓာတ်ချမ်းခိုင်မှုနဲ့ပတ်သက်ပြီးတော့ဒါကိုမြတ်စွာဘုရားက